ဟလိုမင်းသားအားမင်္ဂလာပါကျွန်တော်ဒီနေ့ entry grammar ပေါ့နော် entry grammar ဆိုရင်မဲ့ and to the ma ဒီရော and for the ma ဒီနေ့ဟောပေါ့နော်အာကိုအားတဲ့အချိန်ဒီမှာနားထောင်လို့ရအောင်ဆိုပြီးတော့ကျွန်တော်ဒီတစ်ခါကြာတော့ပြောမဆွေတော့မနှစ်က2024တုန်းကပေါ့နော်ကျွန်တော် entry grammar trying grammar ကိုကျွန်တော် word pdf အား word li နဲ့ကျွန်တော်အပြင်မှာမြန်မာလိုပါတစ်ခါလေးရေးထုတ်ပြီးတော့ကျွန်တော်တင် video တင်ပေးနေမှမြင်မယ်လို့ချင်ပါတယ်အဲ့ဒါအကြောင်းအခန်းရှိထိပ်ပြီးသွားပြီပေါ့နော်အခုဆိုကျွန်တော်အခန်း90 နှခမ်း7လား7ထိလားမသိနော်90 7 3ခန်းလောက်ကြီးကျန်နေရဆိုတော့ဒီ peak end ဒီမှာကျတော့ကျွန်တော်ဘာလို့ one number တင်တာလဲ find visa ဒီပါလဲစာအုပ်တိုင်းနဲ့တင်တာလဲဆိုတော့ trying စာအုပ်နဲ့တင်နေရဆိုတော့လည်းသိသိချင်တယ်နော်ခုကကျတော့ peak end နေပြီးဟိုအရှိစာအော်အရှိထုတ်ထားတဲ့ဒီ pdf file တွေကကျလာကျွန်တော်လုံးဝဘာသာပြန်ထားပြီးသွားပြီဆိုတော့ကျွန်တော်တင်တန်းဖွင့်လို့ရှိရင်အိစာအုပ်ဒီကိုကျွန်တော်စာအုပ်အနေနဲ့ပြန်သုံးချင်လို့ပေါ့နော်အဲမျိုးဆိုတော့ဒီတစ်ခါတော့ကျတော့ဒီ ဟုတ်ကျွန်တော်ရဲ့ဒီ page ကနေပေါ့နော်ဒီ grammar ဒီလေးနားထောင်နေတဲ့ blue gate အတွက်ပေါ့နော်ဘာသာအုပ်တုံးတာလဲဆိုတာလည်းသိချင်းသိစိတ်ချင်တာရယ်အဲပြီးလို့ရှိရင်တခါတည်းမြန်မာနဲ့တမ်းမိစိချင်တယ်ပေါ့နော်စာအုပ်ရဲ့ grammar ဖောင်တယ်ဆိုတော့ပြီးလို့ရှိရင်ကျွန်တော်အနေနဲ့ကကြာတော့လေဒီအရှိကဒီ word file ကိုတစ်ပြန်တုံးနေမှာဆိုရင်အချိန်နဲ့ကြာတယ်ပြီးလို့ရှိရင်ပြန်ပြင်ရလဲကြာလို့ပေါ့နော်တခါတည်းကိုယ့်ဘက်ကိုကျွန်တော်ပါလိုက်အကုန်အစားဆုံးရေးလိုက်ပြီးတော့ဒီဒီခေါက်ကြတော့စာတင်တာပေါ့လေကြာတော့ကျွန်တော်ဒီ PDF file နဲ့တင်တာပေါ့နော်အဲ့ဆိုတော့ အဲစကားတွေနည်းနည်းအများကြီးပြောလိုက်ပြီဗျ။အဲဒါဆိုတော့ကျွန်တော်ပေါ့နော်အရှိအခန်းကဗီဒီယိုလေးကြည့်ချင်လို့ရှိရင်တော့ဒီအရှိတိကိုကျွန်တော်အရှိမှာဗီဒီယိုလေးအကုန်တင်ထားပေးပြီးတယ်ဆိုတော့စုထားရဲဆိုတော့တော့ဆက်ကြည့်ပါနော်။ကဲဆိုကျွန်တော်အဆက်လေးပေါ့နော်ပြောမှဆိုရင် entry entry တင်နေတဲ့လူ entry စတင်မဲ့လူတွေက grammar နည်းရဆိုရင်ကျွန်တော်အခုရှင်းပြတဲ့ဗီဒီယိုလေးတိကျကြည့်မှဆိုရင်ရနိုင်တယ်ပေါ့နော်။ပြီးလို့ရှိရင် and for the mother ပြီးလို့ရှိရင် and to the mother ဒီနေ့စကားပြောတဲ့အတွက်ရောအဲဒီဟိုပါတော့ကိုတို့ပါအစ် အဒီအနေနဲ့ရောပြန်မှန်းမယူဆိုရင်ဒီ PDF ဖိုင်ကျွန်တော်ပြန်ဟာလေးလေးကိုကြည့်မယ်ဆိုတော့အကျိုးမရောက်ဘူးတော့အချင်းပါသေးခင်ဗျအကယ်ဆိုရင်ကျွန်တော်ဒီနေ့ grammar နှစ်ခုရှင်းပြမယ်ပေါ့နော် grammar နှစ်ခုမှာကျွန်တော်ရှင်းပြလို့ရှိရင်ဘာကိုရစေချင်တာလဲဆိုတော့ grammar pattern form ကိုတစ်ခါလေးမှတ်မိစေချင်တယ်နားလေးဆွေးချင်တာဖြစ်ရတော့ကျွန်တော်မြန်မာလိုမြန်မာလိုဒီတစ်လုံးချင်းစီပြောပြမယ်ပြလို့ရှိရင်ခေါ်တူပါအစ်တလေးတွေကိုလည်းတစ်ခါလေးမှတ်လို့ဟာရစေချင်တယ်ပေါ့နော်ကဲဆိုတော့ကျွန်တော် နာ GQ ဘန်က တိတ်ခါရဒေနာခေတွေပါစကရမဖောင်လေးနဲ့ပတ်သက်ပြီးကျွန်ရှင်းပြမယ်ဒီဂရမာဖောင်လေးကအဲဘာလို့ပြောရလဲဆိုတော့တိတ်ခါရဒေနာခေတွေပါဆိုရဲတိတ်ခါရဒေနာခေတွေပါရင်တိတ်ခါရဒေနာရဲဆိုရဲဂရမာဖောင်ပတ္တနှစ်မျိုးရှိရပါတော့ဒါကဘယ်လိုငယ်မှာတောင်းတာလဲဆိုတော့ជីစုကံជីစုကံရှိနိုင်တို့ဒေခိနိုင်ဒေခိနိုင်တို့ဤတို့ခိနိစကောက်ဆိုတာជីစုကံရှိနိုင်တို့ဒေခိနိုင်တို့ဤတို့ခိနိစကောက်ဆိုတာအဲ့တော့ ကျစုကန်ဆိုတာအကောင့်ထဲပေါ်တာပေါ့နော်အမှန်တကယ်လောက်ဆောင်တဲ့အကောင့်ထဲပေါ်တာပြောချင်တာဆိုတော့အမှန်တကယ်မလောက်ဘူးဆိုရင်တော့ဒါမဖြစ်နိုင်ဘူးပြောမစွာအရှိယကိစ္စ A နဲ့ B နဲ့ရှိလို့ရှိရင် A ဆိုတဲ့အရှိယကိစ္စမလောက်ဘူးဆိုရင် B ဆိုတဲ့ကိစ္စမဖြစ်လာမှာစကြမဖြစ်နိုင်ဘူးပေါ့နော်အဲ့လိုပြောချင်တာရမယ်နော်အဲ့ဒါဆိုတော့ကျွန်တော်တို့အဲသူရဲ့ pattern form နဲ့နောက်ကအာဒီသူရဲ့ example တက်ကြည့်လို့ရှိရင်ပို့ပြီးနိုင်တော့လိမ့်မယ်လို့ချင်ပါတယ်ဒီပတ်တဲ့ဖောင်ကတော့တိတ်ခါလာတင်မှာခဲ့ရပါဆိုတဲ့အတိုင်းပဲကျွန်တော်တို့တိတ်ဖောင်နဲ့လိုက်တယ်ပြီးလို့ရှိရင် ခါရဒေနာခေရေပါခါရဒေနိုင်တို့ဆိုလိုက်တယ်ပေါ့နော်ပြီးလို့ရှိရင်ဒီတိတ်ခါရဒေနာခေရေပါတိတ်ခါရဒေနိုင်ပေါ့နော်အဲ့ဒီလိုပြောမစလို့အရှိရကိစ္စတိတ်ခါရဆိုတဲ့စကားလုံးကမိနာဆန်တို့ဒီအမ်အဖော်မလာမသိနော်လုတ်ပြီးနောက်ဆိုပြီးအသေးပြရဆိုအရှိကကိစ္စမပြီးဘူးဆိုရင်အနာကမှဖြစ်ဘူးဆိုရဲအနာခေရေပါတိတ်ခါရဆိုရဲအနာမှာဒေနာခေရေပါပြောမစတိတ်ခါရဒေနိုင်ဆိုတဲ့အသေးပြပေါ့နော်အရှိက ရှိကကိစ္စမပြီးဘူးဆိုရင်ဆိုတဲ့အသေးပဲပေါ့နော်ကဲဆိုတော့ဆန်စီတို့အချိန်ပိုင်းမလုပ်တတ်ကြည့်ကြအောင်この会社では参加ゲストの監修を受けてから出なければ正社員になれません今そういうプログラマーがえっとてから出なければディグラマーファンシーでアシアテファンライスဆိုတဲ့အတိုင်းပဲနာနီနာနီကိုအခုခုလုံးမယ်ဆိုတဲ့ okay mask ကောနော် mask ကိုမှဆန်စီတို့တဲဖောင်ပြောင်းထားတယ် စေရှိုင်နီနာလီမဆန်အဆိုရင်ဒီ community မှာတော့စံကဂိတ်ဆွန်တော့ခန်းရှူနော်၃လ training ပေါ့နော်၃လ training အာမစင်ဘူးဆိုရင်တက် training မလုပ်ဘူးဆိုရင်တော့စေရှိုင်နီအမေနဲ့ဝန်တဲ့မဖြစ်နိုင်ဘူးနာလီမဆန်ပြောမဆိုရောအရှေ့အကိစ္စစေစံကဂိတ်ဆွန်တော့ခန်းရှူဆိုတာကြီးကိုဒေနာခေရေပါမလုပ်လာလို့ရှင်အနောက်ကစေရှိုင်ဆိုတာကိုနာလီမဆန်မဖြစ်နိုင်ဘူးဆိုတော့ပြောချင်တာပြန်မယ်နော် またたく大切なことは両親に相談してから出なければ決められない。そう、あえじやけさちょっと微妙な場合はの、ま、タイミングベネド、の、タイミングピーカー、タイミングピーカーまま後ベネド決められない。そうじゃるもやう。言おうもそうよ。ミバコもタイミングベネド、え、決められない。そうじゃるもやう。の、ま、先生、ま、ねねり迷われよ。あの、クエビシピアピメ。ばれそうと、まうぞ。てから、そうで。 ပြီးနောက်เนาะတဲ့ခါရဆိုရယ်ပြီးနောက်လုတ်ပြီးတယ်နော်ဥမာရှိတဲ့ခါရเนาะလုတ်ပြီးတယ်နောက်အဲ့တော့ဥမာရှိတဲ့ခါရ day night ဒါကြတော့အဲ့တော့ကိုလုတ်ပြီးတယ်နောက်မဟုတ်ဘူးဆိုရင်ဆိုတော့ဒါရိုက်ဘာသာပြန်မှာဆိုရင်เนาะလုတ်ပြီးတယ်နောက်မဟုတ်ဘူးဆိုရင်တော့အရှက်ကိစ္စကိုဗာလေမလုတ်ပြီးဘူးအဲ့မလုတ်ပြီးသေးဘူးမလုတ်ဘူးဆိုရင်တော့ဆက်တဘောတရားเนาะအဲ့ဒီနားလေးမှလို့ထင်ပါတယ်စံပယ်ပတ်ကြည့်ကြအောင်ဗျစံပယ်က はじめてコンタクトレンズを買うときは、眼科の検査を受けてから出ないと買えません。ပထမဦးဆုံးပေါ့နော်အဲ့ပထမဦးဆုံး contact lens ဆိုတော့မျက်ကပ်မှန်ပေါ့နော်မျက်ကပ်မှန်ကိုဝင်မဲ့အချိန်ပထမဦးဆုံးနော်ပထမဦးဆုံးစချင်းဝင်မဲ့အချိန်မျက်ကပ်မှန်ဝင်မဲ့အချိန်ကတော့ဂန်ကာဆိုတာကျွန်တော်ဒီအကွာဝေးတန်းတာကိုပြောချင်တာဂန်ကာတော့ခန်းစာကိုဥခေတ္တခါရဂန်ကာတော့ခန်းစာဆိုတာကျွန်တော်ဒီမျက်လုံးတစ်ပိုင်းအတွက်နော်အလုံးမင်းစကလုံးပဲ ဒီမျက်လုံးရဲ့ဒီအကွာအဝေးကိုခန်းဆခန်းဆဆိုတာဘာပြောရလဲဆိုတော့အမစစ်စီးပင်စစ်စီးတယ်ပေါ့နော်စစ်စီးကြီးစုံစမ်းရှာဖွေကြီးပေါ့နော်မရှာဖွေပင်နေတော့ရှာဖွေတာကိုမလုပ်ပင်နေတော့အဲဒီ contact တို့ဝေလို့မရဘူးပြောချင်တာပေါ့နော်ဒီရှေ့ကိစ္စကိုမလုပ်ပင်တော့ဒီနောက်ကကိစ္စကိုမဖြစ်နိုင်ဘူးနာမည်နော်မာကူယုံပန်အေးကိုရီတာမေတေမိုအီဒီယာစားလို့ရလားမာတာတာမေ မှသာဒါမိတ်เนาะမရသေးဘူးမုစကိုရှိရိုက်တဲ့ခါရတဲ့နိုင်တော့နောက်နေနေမကင်လို့ရှင်မကင်လို့ရှိရင်ဆိုတဲ့သဘောတရားเนาะနောက်မှာတန်တန်တန်ဆိုတာအကြောင်းပြောမစနော်မှသာဒါမိတ်မရသေးဘူးနောက်နေနေမကင်ရင်ဆိုတဲ့သဘောတရားနောက်နေမကင်ရင်စားလို့မရသေးဘူးလို့ပြောချင်တာပုံမှန်သူကအဲနောက်နေနေမကင်ရင်ဆိုရင်ဆုံးတတ်ထားတယ်ပေါ့เนาะညမယ်เนาะ ပြန်ဆိုတော့ဒီပေါ်ကဒီ grammar pound လေးနဲ့ဒီမြန်မာလိုတွဲမှတ်တာလေးကိုနားထဲဝင်မယ်လို့ထင်ပါတယ်ဒီရပ်သိမ်းပြီးရောเนาะလောက်ချင်းကြည့်အောင်ဆွဲဟာလေးကိုတော့တင်တောင်းလေးကိုတော့ခုကကိုနဲ့ဖြည်းဖြည်းကြည့်အောင်เนาะအပေါ်ကဆန်းရှိပါနားလေးမယ်လို့ထင်ပါတယ်ခင်ဗျာဆိုရင် not grammar ကိုတော့ကြည့်ကြည့်အောင် not grammar ကိုကကြာတော့အဲတို့ ဘာလဲဆိုတော့ခန္ဓာယောနီဆိုတဲ့ကံမှာဟောမိဖြစ်ပြီးတော့ဒီခန္ဓာယောနီဆိုတာကျတော့ဘာကိုပြောတာလဲဆိုတော့မစစပြပြရမယ်နော်ကြီးစိုင်ဝဆိုးသေးဝနိုင်နော်နီဆိုနောယောနီခန်းကြီးလူတို့ခီဆိုနောယောနီခန်းကြီးလူတို့ယူတို့ခီနီစကောဆိုတာကြောင့်ကြီးစိုင်ဆိုတာဘာပြောချင်အမှန်တကယ်အမှန်တကယ်ဆိုးသေးဝနိုင်နော်နီအမှန်တကယ်အဲ့ဒီလိုမဖြစ်တာတောင်မှနော်ပြောမစွာအမှန်တကယ်မဖြစ်သေးဘူးအမှန်တကယ်မဖြစ်တဲ့ကိစ္စကိုအမှန်တကယ်ဖြစ်တယ်လို့မျိုးခံစားရတဲ့အချိန်မှာတုံးနေပေါ့နော်ဒီခါတော့ယောနီ တဲ့ဖောင်တာပတ်သက်ဒီမှာတော့အတော်တော်မျိုးလောက်ရှိတယ်ခါတော့ယောတာဆိုရင်တော့အများကြီးဆက်လောင်းဆောင်ရဲ့နာမတော့အများရဲ့ပေါ့နော်ပြီးရင်ခါတော့ယောနိခါတော့ယောနာဆိုအဲ့ဒီလူမျိုးဆိုတဲ့အသေးပဲပေါ်တရားပေါ့နော်ဒီလိုနားနဲ့ဆောင်ရင်အနောက်မှာနောင်လိုက်တယ်အခုမှတ်ချက်နေနေကြတော့ဒီနာအေဂျစ်တင်နဲ့နောင်ဆိုရင်တော့ခါတော့ယောနိပေါင်းချင်လို့ရှိရင်အရှိမ they are ပေါင်းပေးရတယ်ပေါ့အီပုံစံနဲ့လိုက်ရစွာလေးကိုဆက်စလို့မှတ်ထားပေးရပါမယ် ရဆိုရင် example တစ်ချို့ကြည့်အောင်ဗျ။အာ sorry အာဆက်စီပြောဦးကျန်သွားတာကိုကကျွန်တော်ဒီ found ရဲ့အကောင်လုံးအရှိမှာပါလာတယ်ဆိုတော့ value print found ရဲ့အကောင်လုံးလိုက်တယ်နော်။ကြည့်ကြည့်အောင်။မာလူချီလင်းဆန်တော့ဟေယာဝမာလူတဲ့ဒိုရိုဘိုကဟိုင်တာခါတော့ယောနီချီလာခတ်တယ်လို့ဒီမှာဆိုရင်ခါတော့ယောနီဆိုတဲ့ grammar ရှိမှာဟိုင်တာဆိုတဲ့နော်ဟိုက်တာဆိုတဲ့အဖတ်ရဲ့ brain found လိုက်တယ်ဘောနော်ခါတော့ယောမီဆိုအရှိပြမယ်နော်ဒီမှာသူရဲ့ found button လေးမှတ်ထားပြီးပါအဲတော့ဒီမှာနော်မအောင်ကြောက် လင်းဆန်ကားတဲ့ဟေယာလင်းဆန်တော့ဟေယာပါဆိုတော့လင်းဆန်လေလင်းဆန်ရဲ့အခံကမာလူသေးဆိုပါပြောတာတကယ်ကိုပဲနော်တကယ်ကိုပဲဒီတကယ်အတိုင်းပဲအစစ်မှန်အတိုင်းပဲ100% 100%တကယ်အစစ်မှန်အဲ့အစစ်မှန်တော့မဟုတ်ဘူးဒါပေမဲ့လုံးဝပါလေတကယ်အစစ်မှန်အတိုင်းပဲလို့ပြောချင်လို့ရှိရင်မာလူသေးဆိုတဲ့ဟာကိုတောင်းတယ်ပေါ့နော်တကယ်ကို 泥棒が入ったかのように、ここが上に立てるのよ。散らかっている。散らかっているそは、ちゃと、あ、便捷にゃわの、散らすそ。皆さん、じゃうちゃら、便捷やろ。どうしに便捷にゃそれに散らす。どうねや、そう。皆さん、看が、で、ゲームとここ上に立てるのよ。便捷番、4月なのに、まるで冬に戻ったかのような寒い日が続い続いている。まあ、そうい ခါနောယောနာဆိုတဲ့ပြန်မှာနာနဲ့အဆုံးတက်ပြည့်ပြန်နောက်နောက်မှာပါလာတယ်ဆိုတော့နောက်မှာနောင်လိုက်ဆိုစာမွေးဆိုရင်တော့ဒါ EH တဲ့ပေါ့ဒါပေမဲ့စာမွေးရဲ့အနောက်မှာပါလာတယ်ဆိုတော့ hi ပါလဲဆိုတော့စာမွေး hi ကဒီနေရာမှာဆီလိုနောင်ဖြစ်သွားရေပေါ့နော်အဲဆိုတော့ကြည့်မနော်ရှီကာဆိုနာတော့ဒီနော်လီလာပိုင်းဖြစ်တတ်တာမှာမာလူဒေတကယ်ကိုပြူနော်ဆောင်းရဒီပြန်ရောက်သွားတယ်လို့မျိုးပဲမိုဒူတာနော်ဆောင်းရဒီ 戻りますか未来のロミューベディマスプレイファーは戻ったな。やっロミューベイデンリリア、あね、さ、あデンリリサタイピニエボの表情な。続いている人はサタイピニエボの表情な。3番。このあたりは紅葉の名称で秋になると山全体が燃えているかのように赤く染まりますわ。じゃあ、パワー表情なれそうだ。えっ、ー、と、ディ、ディ、ニータワイのディパンウォンチン、ディ、 ီအနီတဝိုက်ဒီအနီနာပတ်ဝန်းကျင်ကိုခုနအတားလေးလို့ပြောတာဒီအနီတဝိုက်ကတော့အာခိုယောနော့ခိုယောနော့မေရှောဆိုတာခိုယောဆိုတာမင်းနာဆန်လို့ကြည့်ကြဖို့နေကြမိုးမီကြီးဆိုတဲ့ခံယူပဲနော်အခေါ်ရဲကြောင်းသွားတာအဲခိုယောနော့မေရှောရဲ့ဆိုမိုးမီကြီးအရွယ်တွေရှိရနေရဖြစ်ပြီးတော့အခိနီနာရူတိုဆိုတာကြတော့ဒီနိနာရူတိုဆိုတာကြပါလဲဆိုတာဒီမှာနောင်နိဒီမှာဆိုရင်ကျွန်တော်ဟောပါနိနာရူတိုဆိုတာကြောင့်ဒီဆောင်းရည်ဒီဖြစ်လာတော့ဆောင်းရည် ဆောင်းရောက်ဒီရောက်လာလို့ရှင်ဆောင်းရောက်ဒီဖြစ်လာလို့ရှင်ယာမဇန်တိုင်ကဇန်တိုင်ဆိုတာကြောင့်အာလုံးပြောတာနော်လုံးဝအလုံးစုံအာလုံးကိုဇန်တိုင်လို့ခေါ်တယ်ဥမာဒီဆက်ဝိုင်းတစ်ခုလုံးပြောချင်လို့ရှင်ဒီပါလေဒီဆက်ဝိုင်းဇန်တိုင်မာလူဇန်တိုင်ပေါ့နော်ဒီဆက်ဝိုင်းတစ်ခုလုံးကိုပြောချင်ဆိုရာမတောင်ဒီအလုံးကမိုးဝဲလူဆိုတာလောင်ကျွမ်းတယ်မိုးဝဲတဲ့ဤလူဆိုတာလောင်ကျွမ်းနေတယ်ခံတော့ယောနီဆိုတာကြောင့်အဲပါလေတောင်ဒီအလုံးကလောင်ကျွမ်းနေတဲ့လူမျိုး အာကာခုဆိုမာလီမဆိုတာအနီရောင်လုံးဝအနီရောင်အရွက်နဲ့ပြည့်နှံ့နေတယ်ဆိုတော့ပြောချင်တာဆိုမာလီမဆိုတာကြောင့်အစိုးရသမင်အယောင်ဆိုးရပါလို့ဆိုရင်ခမီကိုဆိုမင်းမတ်ပေါ့နော်ခမီကိုဆိုမင်းမတ်ဆိုပြီးတုံးကြတယ်ဒီခန်းကြီးနဲ့ဒီစကလုံးအတူတူပဲနော်ဒီမှာကျဆိုမာလီမအာကုဆိုမာလီမဆိုတာကြလုံးဝအရွက်တွေကအနီရောင်ဆိုးထားတယ်လို့မျိုးပဲညီညီရဲ့တွန်နေအောင်ပြောချင်တာပေါ့နော်ရမယ်နော်ဟဲ့ဆန်စီရဲ့နံပါတ်အဲရုံးမှန်တော့ကြည့်အောင်ဟန်နေဝကိစ္စဆွန်နီရှိစမောဆာလေးတဲ့ 実験のことを何も知らないかのように答えていた。今そういうかのようにやしまそういう知らないそうで、ファイヤーないプレインファンないでぼの。あ、そういう変にそうあってやけん、てやけんが警察に質問されてそうあじゃあ、で、ゲーリーぼの、で、ゲーリーぱ、みごみで、みごみかんやちま、みごみやれちま、みごみかん、あ、みごみかんやれちまぼの、実験そうあ、アクシデントをぴょだぼの、またさっぴょぱむや。ကိစ္စကို何にもဆိုတာဘာမှ မသိဘူးလို့ဘာမှပြောအမှန်တကယ်သူသိရပေါ့နော်ဒါပေမဲ့ဘာမှမသိတလို့မျိုးဘာမှမသိတလို့မျိုးဖြီခဲ့တယ်ဆိုတဲ့ပုံစံရမယ်နော်နောက်ကောဘယမမတော်ဆန်ဝခိုးဤနုကိုမာလူတဲ့ဂျီပေါ်တော့ခိုးတော့မို့တဲ့အာလူခါတော့ယောနီခါဝါဤကတဲ့ဆိုအကြောင်းဒီမှာဆိုရင်သူရဲ့ပတ်တန်ဖောင်ကခါတော့ယောနီကိုတုံထားတယ်ဒါပေမဲ့ဒေအာလူပါနေတဲ့အဲဒါဆိုပေါ်တော့ကြည့်မယ်ဒေအာလူ ပါမျိုးရှိရင် noun တို့မဟုတ် not ဖြစ်တဲ့ခုပေါင်းချာဆိုဒီမှာဆိုရင်ဂျီဘွန်တော့ခူတို့မှုဆိုတာ noun ကဲဆိုရင် noun ကိုခါတော့ယောနီနဲ့တော့မယ်ဆိုရင်ဆန်စီလိုပါပေါင်းပြရလဲဆိုတော့ they are to ပေါင်းပြရတယ်ရမယ်เนาะအဲဆိုတော့ယမမတုဆန်ကလည်းခိုးအင်းလူဆိုတာကခွေးကလေးကိုမာလူတဲ့တကယ်ကိုပေါ့เนาะ100%တကယ်ကိုကိုယ့်ရဲ့ကလေးလိုမျိုးပဲ ကိုယ့်ရဲ့ကလေးလိုမျိုးပဲခဝါဤကတဲ့ဆိုခဝါဤကတဲ့ဆိုအားကြောင့်အရန်ချစ်တယ်ကျင်နာတယ်တတော်လေးဘေးဆိုင်လို့ပြောချင်တာကိုခဝါဤကတဲ့လို့တောင်းရမယ်နော်။အဲဒါဆိုရင်စသစ်ဒီနေရှင်းတဲ့ကဲတဲ့ grammar နှမျိုးပေါ့နော်အများကြီးမရှိဘူးဒီ grammar နှမျိုးကို grammar pattern found နဲ့သူမြန်မာလိုပါတခါတယ် မမိစေချင်တဲ့အဲ့ဒါမျိုးမှလို့ဣတိမီယရှင်ပြတယ်ပြီးလို့ရှိရင်ကိုတုဘအစ်တလေးကြီးကိုလည်းရစေချင်တာဖြစ်တဲ့အတွက်ကြောင့်ဒီမှာလို့ပါသိစိတ်ရှင်ပြရချင်ပါလေ။ကြည့်အောင်ဆန်စီနောက်ပြီးတော့ဆက်တွေ့ကြမယ်နော်။ဆန်စီရဲ့ဒီဗီဒီယိုကိုအကြည့်ပြီးတော့အဆင်ပြေတဲ့ဘောကြလို့ရှိရင်လိုင်းအခြေလေးလုပ်ပြီးပါအောင်ခင်ဗျ။ကြည့်အောင်ဂျာမတာနေ